တိုက်ပွဲတိုင်းကိုလည်းတိုက်လို့မရဘူး။ဒါအောက်မှာနေတဲ့ရဲဘော်တွေကိုနားလေပါဒီစကန်တစ်ခုကိုတွားတိုက်လို့ဒီစစ်တောင်းတစ်ခုကိုတိုက်လို့ကြည်တော့ကုန်လေတွက်ကပါလေ။နော်ဒါအောင်ပြည်သူတွေရတယ်နားလေကိုလုကပါလေ။အာမင်းတို့မတိုက်ဘူးလားမတိုက်ဘူးလားဆိုတဲ့ဟာကိုလည်းတွားပြောနေလို့မရဘူး။သူတို့စုထားတဲ့ကြီးအောက်ကဘယ်လောက်ရှိလဲ။အခုတိုက်မဲ့တိုက်ပွဲကဗန္နနာကြီးဖြစ်ကမယ်နော်။ဗန္နနာကြီးဖြစ်လို့ရှိရင်ကိုကရနိုင်ချင်ရှိလား။အတိုင်းသူတို့ကစစ်ကိုချက်ချင်းလာနိုင်တယ်။ဒါမှမဟုတ်လေရင်နဲ့ချက်ချင်းလာကျဲနိုင်တယ်။အဲ့ဒါဆိုရင်တနာကြီးတိတိခံပြစ်ပြီးတနာကြီးတိကြီးထုံးပြီးပြစ်ပြီးတော့မှဘာမှမရပဲစုပ်ကားရမှာဆိုတော့အဲ့ပွဲမျိုးသွားလို့မရဘူး။ နော်သူတို့စစ်ကူလူရကူရောက်နိုင်တယ်လေကြောင်းပြစ်ကူလူရကူရောက်နိုင်တယ်ဒါမျိုးတွေပေါ့အဲ့တော့ဒီတိုက်ပွဲတစ်ခုတွားတိုက်ရောက်မယ်ဆိုရင်ကျွန်တော်တို့ကရန်သူဆိုတဲ့အရာတစ်ခုလည်းကြီးပြီးတွားတိုက်လို့မရဘူးဘာဖြစ်လို့လဲတိုင်ရင်တိုက်ပွဲတစ်ခုတိုက်ပွဲတစ်ခုပေါ်ဆောင်ဖို့အတွက်နော် RPG RPG တစ်ခုမှလည်း RPG အတီးလိုပဲတီးအတီးနှလုံးပြောင်းလဲမြန်မာငွေနဲ့သိမ့်နေရှိဟမ်ဒါကြီးဒိန်းနဲ့ချက်ချောင်းဘက်ကသိမ့်မောင်းများများစွာပုံလားမြန်မာငွေနဲ့တွားမယ်ဆိုအဲ့ဟာတစ်ခုလည်းပြီးတယ်မပြီးဘူးနောက်ကရန်တော့လို့လေးတယ်အဲ့တော့ RPG ဆက်ပြစ်ဖို့အတွက်အတီးတွေမဟုတ်နောက်ကရန်တော့ကိုကျန်သေးတယ်။ RPG အစ်စ်မပြောရဘူးကျွန်တော်ဆက်ချောင်း ဟုတ်လားဆက်တော့တော်လိုင်းမှာတောင်းနေရ16 16လေးဆိုရင်ကျွန်တော်တို့ဒါရိုက်တစ်ချက်ပြလိုက်အခုဘက်90တော်ပါပြီနော်ဟိုတော်လိုင်းစားကစား28ချက်နဲ့စားတာဘန်းငွေနော်အခုတစ်ခါကြရင်အဲ50 60လောက်ရတဲ့လူလေးရှိတယ်ဈေးကမနာတော့ဘူးအဲ့ဒါနဲ့ဘုရင်ကပြောသလိုဒီဆယ်မှာမာလိုက်ရင်မာဘုရင်ကကျွန်တော်ကြားတာကိုဘာပဲခံထားလို့လဲနော်အဲ့ဒါမျိုးလေးရှိတယ်ဆိုတော့တထောက်ပေါ်ပြအများကြီးပဲတွေ့တယ်နော်အခုတသိန်းကိုညမငွေတသိန်းကိုဘတ်800ပဲတွေ့နော်တထောက်ကိုဆို80ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘတ်40ဆိုဘယ်လောက်ဖြစ်လဲ900 ဒိုင်းလေးချက်ပြစ်လိုက်တာနဲ့ကျွန်တော်တော်လိုင်းဘက်ကရေတပ်ပေါက်ကဒိုင်းလေးတန်တန်လေးချက်ပြစ်လိုက်တာမြန်မာဝင်9000ပွားပြီဒိုင်းလေးတစ်ခါရေချက်ပြစ်လိုက်ရင်၄၅၀၂၀၂000ပွားပြီအဲ့တော့တန်ရင်တော့တခုရဲ့အုံချစေးဆိုတာနံပါတ်၁ကျွန်တော်စားစေးဒါမှဖြစ်မယ်ဘလို့မှရှောင်လွဲလို့မရတဲ့စေးစားစေးတခုလေးအတွက်ဒီမှာအော် AMG ဘာလို့နေတယ် AMG ဘာလို့နေတယ် AMG အောက်မှာတန်ရင်တော့ဘလောက်ရှိလဲဆိုတာခဏထားလိုက်စကိုင်းတိုင်းတခုလေးရင်းတရာလောက်ရှိတယ်တက်ရင်းတော့တန်ရင်တရာလောက်ရှိတယ်ဆိုတော့ AMG အားလုံးအောက်မှာတန်ရင်တော့ဘလောက်ရှိလဲခဏမှန်းကြည့်အဲ့တော့အဲ့ဒီတန်ရင်တော့လည်းစားစေးကြည့် ဒီ PRF ကတက္ကပါလုံးမှာဝိုင်းယူကြတဲ့ PRF ကရတဲ့ငွေအားလုံးဟာဒီတန်ရေးတပ်ဖွဲ့တွေမှာအလေးမမီနိုင်ဘူးလို့ပြောနေတာ။တော့ဒါကြောင့်ကျွန်တော်မြတ်ပြောပါတယ်။အောက်ရှိရဲဘော်တွေကစစ်တိုက်ရှင်တို့တော်နိုင်တဲ့ဝင်လာကြတယ်။ကျွန်တော်လက်နဲ့ခဲရန်ပြည့်စုံအောင်မစီမင်းနိုင်တော့ခမင်းတော်ဝအောင်ရွေးရမယ်။ဒါကျွန်တော်တို့ပြည်သူတောင်းမယ်။တော့ဒါကြောင့်မလို့ပြင်ခါပိုင်းမှာကျွန်တော် game site ပြီးတော့ဝိုင်းလုပ်ပေးတာ။အဲ့တော့အရှိတကားပြဿနာကြီးပြောမယ်ဆိုရင်တိုက်ပွဲတစ်ခုပေါ်ဆောင်ဖို့ဆိုတော့ကျွန်တော်တို့ပြစ်ချင်တိုင်းပြစ်လို့မရပါဘူး။အဖက်ဖက်ကအရာအားလုံးကိုပြင်ဆင်ရမှာ။ နော်ဒီစကန်းတော့တိတ်လို့မယ်ဆိုရင်ဒီစကန်းရဲ့ဝင်လန်းထွက်လန်းသူ့ရဲ့စစ်ကူလန်းအဲသူ့စကန်းထဲမှာဘာတွေရှိတယ်လက်နက်တွေဘယ်လိုတက်ဆင်ထားတယ်ဘယ်နေရာမှာဘယ်လိုမိုင်းခင်းထားတယ်စသဖြင့်အကုန်လုံးကိုအသေးစိတ်လေ့လာတာပါနော် ပြီးတော့ရှင်လာဒီစကားကိုတော့ပြစ်မယ်သိမ့်မယ်ဒီစကားကအင်အားဘယ်လောက်ရှိလဲသူတို့ကဘာလက်နဲ့တရှိလဲသူတို့ရဲ့အထိုင်ဂိမ်းဘုံတွေကဘယ်နေရာတွေတက္ကသလားပြီးသူတို့ကဘယ်နိုင်ခံပြစ်နိုင်တယ်လဲအဲ့ဒီနိုင်ခံပြစ်နိုင်တဲ့အပြင်မှာသူတို့စစ်ကူရောက်လာနိုင်တာသူတို့လေချောင်းပြစ်ကူရောက်လာနိုင်တာဒီကဘွားပြစ်မှာရဲဘော်ဘာသာလဲရဲဘော်တွေကကြီးဘလောက်ပုံးမှာလဲကြီးဘလောက်ပုံးမှာအများကြီးပဲကြာအခက်ခဲဒါကျွန်တော်တို့တာမန်ပြည်သူအနေနဲ့အမှုမှမမှန်နေပေမဲ့တိတိကျကျတွေးကြည့်မယ်ဆိုရင်တိုင်ဟင်းတပ်ဖွဲ့တစ်ခုမှစီစဉ်ညွှန်ကြားနေရတဲ့လူတွေအတွက်ဘလောက်ခဲယဉ်လဲဆိုတာအဲ့ဒါလို့အခုချင်းစီစဉ်းစားကြည့်နိုင်ကိုတိစားတော့ပါ